ကမင်္ဂလာပါအခုဒီနေ့တင်ခါစာမှာတော့ကျွန်တော်ဒီ Adobe Illustrator ပေါ့เนาะ2022နဲ့ဒီ Android logo လေးပြောမလား icon လေးပြောမလားပေါ့เนาะဒါလေးကိုကျွန်တော်တို့လို့ပုံလုံးနည်းလေးကိုကျွန်တော်ပြပေးသွားမှာဖြစ်ပါတယ်။ဟုတ်ပြီကျွန်တော်တို့ဒီ Adobe Illustrator 2022ကိုကျွန်တော်တို့အရင်ဆုံးဖွင့်ကြည့်အောင်เนาะဖွင့်လိုက်တဲ့ဆိုရင်ဒီလိုကျလာပါမယ်။ဒီမှာ create new ကိုတွားပြီးတော့မှကျွန်တော် print ဆိုတဲ့နေရာတွားမယ်။ a4 ဆိုတဲ့နေရာလေးပေါ့နော်ဒီနေရာမှာတော့ကျွန်တော် inches ကိုရွေးလိုက်ပါမယ် inches နဲ့လုံးမှာဖြစ်တဲ့အတွက်ဒါပေးရမှာပေါ့ဘူးဆိုရင်ကျွန်တော်တို့ keyboard ပေါ်နေ control r ဆိုတာလေးနှိပ်လိုက်ပါဒီပေါ်မှာတစ်ချက်နဲ့ inches ပေါ့နော်ဒီမှာတစ်ချက်နဲ့ inches ဟုတ်ပြီကျွန်တော်တို့ဆွဲမှာတော့ကျွန်တော် sorry ဒီကောင်လေးပေါ့နော်ဒီပုံစံလေးကိုကျွန်တော်တို့ဆွဲမှာဖြစ်တဲ့အတွက်ရရှိနေတာတော့ဒါလေးပေါ့နော်ဒီပုံစံလေးဆွဲมาဖြစ်တဲ့အတွက် illustrator တဲ့တော့ပါဒီနေရာမှာကျွန်တော် rectangle 2ကိုယူမယ်ဒီလိုမျိုးဆွဲလိုက်ပါမယ်တစ်ချက်လောက်ဟုတ်ပါနော်ဆိုတော့ zoom ဆွဲမယ် alt copy ဘိန်းလုံးလေးကိုရှေ့ဘက်ကို mouse ဘောဘိန်းလုံးကိုရှေ့ဘက်ကိုတွန်းလိုက်ပါနော်ပြန်ဒီမှာကျွန်တော်နည်းနည်းစီနည်းနည်းလေးဒီနေရာမှာပါအဲ့လောက်ပြန်ဒါလေးကိုကျွန်တော် direct selection 2ကိုယူမယ်တစ်ချက်နဲ့ဒီဒီအပေါ် selection ပြီးမှာနော်ဒီအပေါ် bio selection ဒီနှစ်ခုကိုကျွန်တော်အဆုံးထိဆွဲပလိုက်ပါအဲဒီလိုမျိုးအနီရောင်ပေါ်တဲ့ထိပါနော်အနီရောင်ပေါ်တဲ့ထိဆွဲမယ် ပြင် line တိုးလေးယူမယ် line တိုးလေးယူမယ် shift ဖြည့်ပါ line တိုးလေးနဲ့ shift ဖြည့်ပြီးမှကျွန်တော်ဒီနားလောက်ကိုဆွဲလိုက်ပါနည်းနည်းအောက်ကိုချလိုက်ပါမယ်ပြီးရင်ကျွန်တော် all select နေလိုက်မယ် window နဲ့ဒီလိုမျိုး selection ပြလိုက်ပါမယ် shift builder tool ကိုယူတစ်ချက်နဲ့တစ်ချက်နဲ့ alter ကိုဖြည့်ဒီဘက်ကိုတစ်ချက်ဖြည့်ဆွဲတစ်ချက်ဖြည့်ဆွဲပြီးရင် selection tool ကိုယူမယ် up the above select လုပ်မယ် above shift ဖြည့်ပြီးတော့မှ up arrow တစ်ချက်နှိပ်လိုက်ပါဒါဆိုရပါပြီ zoom in zoom out လောက်တာတော့ရမယ်ထင်တယ်နော်ပြင်ဒီ rectangle tool ကိုယူဒီမှာတစ်ချက်ကိုလည်းဒီလောက်ဒီလောက်လောက်ပါနော်ပြင်တာလေးကိုယူအဆုံးဒီဆွဲလိုက်ပါ tool ပဲကျွန်တော်တို့ alter ကိုဖြည့်ပြီးတော့မှ copy ပေးလိုက်ပါဒီနားလောက်ထိပေါ့နော်အဲဒီနားလောက်ထိပြင် tool ပဲ alter ကိုဖြည့်ပြီးတော့မှ တင်သားလောက်ကိုဆွဲပါဒီအလယ်နဲ့ဒီမင်းကြောင်းနဲ့တတ်သေးချဖို့တော့လိုတာပါเนาะပြီးရင် ကျွန်တော်တို့ဒီကော့ကိုပဲအော်တာကိုဖြည့်နေတာเนาะခွာအော်တာကိုဖြည့်မယ်တင်သားလောက်ဆွဲလိုက်ပြီးရင်ဒီဟာကိုဒီဒီ၃ခုကို selection ပေးမယ် ship builder tool ကိုယူတစ်ချက်နဲ့ဖြည့်ဖြည့်ဆွဲလိုက်တာเนาะဖြည့်ဆွဲလိုက်တာဒီလိုမျိုးရပါပြီဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ color ပေးပါမယ် all select နေမယ်ဒီ stock ကို stock color ကိုနှမ်းထားလိုက်ပါပြီးရင်ဒီထဲကနေဒီအရောင်လေးပေါ့နော်ဒီကောင်လေးဖြည့်လိုက်အဲဆိုဒီကောင်လေးရပြီဒီမှာမြက်လုံးလေးထည့်ဖို့အတွက် e-lift ကိုယူမယ် ship alter ဖြည့်ပါဖြည့်လိုက်ပါပြီးအရောင်လေးကိုတော့ကျွန်တော်တို့အဖြူရောင်ပေးလိုက်ပါမယ်သူ့ကိုဒီ selection တို့ကိုယူဒီထဲကိုဆွဲချလိုက်တနေ့ချီနေတဲ့ထင်ရင် ship alter ဖြည့်ပြီးတော့မှဒီ down ကနေနည်းနည်းတီးခိုင်းမယ် ပြီးသူ့ copy မှာဖြစ်တဲ့အတွက်ကျွန်တော် alter copy ဒီဘက်ကိုဆွဲချလိုက်ပါတော့เนาะနားတင်လာတော့ ठी ပါเนาะပြီးဒီမှာသူကမတည့်ဘူးချင်းဒီ selection တစ်ခုကိုလည်းဒါလေးတက်အောင်လုပ်လုပ်လိုက်ပါเนาะဟုတ်ပြီပင်ဒီနေရာမှာအချွန်လေးဆွဲမယ်တစ်ချက်လောက်ဆွဲပါ ဒီနေရာမှာကျွန်တော်ဒီကာလာကိုပေးမယ် stock size ကတော့ဒီလောက်ထိပေးလိုက်မယ်နော် stock size ဒီလောက်ထိပေးမယ်ပြီးဒီဘက်ကို copy မယ်ပြီးရင်သူ့ကိုကျွန်တော်လဲလိုက်ပါမယ်ဒီနေရာမှာ properties ဘာ flip out center ဆိုတာရှိတယ်ဒီကောင်လေးနဲ့ကျွန်တော်တို့ဒီနားလောက်ကနေဆွဲလိုက်ပါမယ်ပြီးရင်ဒီ main ចောင်းတစ်ခုကိုကျွန်တော် adjustment လုပ်ပါမယ်ဟုတ်ပြီပြီးတော့ဒီ stock ဆိုတဲ့နေရာကိုတွားပြီးတော့မှအဒီနားလေးတွေကသူကခက်ပြက်ပြက်ဖြစ်နေတယ်เนาะအဲ့ဒီခက်ပြက်ပြက်ဖြစ်တဲ့နေရာကိုကျွန်တော်တို့ ဒီလိုမျိုး wrong cap ဖြစ်ခြင်းလဲဆိုတော့ဟော wrong cap ဖြစ်သွားပြီဟုတ်လား wrong cap ဖြစ်သွားပြီဟုတ်ပြီ all select နေလိုက်ပါမယ် pin control g ပေါ့နော် group ပဲအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီ android icon လေးရပြီဟုတ်ပြီဒီကျွန်တော်လေးရတော့ဒီလောက်ပဲပေါ့နော် light လေးချင်းပါ light လို့ပြီးလိုက်ပါကျွန်တော် illustrator နဲ့ပတ်သက်ပြီးတော့မှသင်ခန်းစာတွေကိုဒါအခြေခံနေအစမင်းတိလဲကျွန်တော် ဒီ channel ကနေတင်ပြီးဖို့အစီအစဉ်ရှိတယ်အခုဒီ tutorial အခုဒီ tutorial ကနေကျွန်တော်တို့စပြီးတော့မှဟိုမိတ်ဆက်တဲ့သဘောအနေနဲ့ပေါ့เนาะကျွန်တော်အခုဒါလေးလုံးပြပေးတာဖြစ်ပါတယ်နောက် video တွေမှာလည်းကျွန်တော်ဒါမျိုး logo famous logo ပေါ့เนาะကဘာစော logo လေးတွေကိုဘယ်လိုမျိုးနဲ့အလွယ်တကူလုံလုံရတယ်လဲဆိုတဲ့ဟာလေးတွေကိုကျွန်တော်အာနောက် video တွေမှာလည်းတစ်ခုပြီးတစ်ခုတင်ပြပေးဖို့အစီအစဉ်ရှိပါတယ်အားလုံးအဆင်ပြေကြမယ်လို့ယုံကြည်ပါတယ်မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ